မိုးကျိုးပြစ်ဒဏ်တွေကြားမှာလီယာ16နှစ်ဟာသူ့ရဲ့စာအုပ်ထဲကမြေပုံဟောင်းကိုမှန်မှန်တူးနေတယ်။သူ့အဖေရဲ့စာသင်ခန်းထဲမှာတွေ့ခဲ့တဲ့ဒီမြေပုံမှာရွှေရတနာတရားဆိုတဲ့စာသားနဲ့အတူတစ်တော့အလေက နန်းတော်ဟောင်းတစ်ခုရဲ့လမ်းကြောင်းပါနေတယ်။ရွာကလူတွေပြောတဲ့အဖေလုပ်တွေကြောင့်ဒီရွာကိုပြောင်းလာရတာဒါပေမဲ့ငါတယောက်တော့ဒီပဟိတိကိုဖြေရမယ်လို့သူ့စိတ်ထဲမှာစိတ်သက်ခိုင်နေတယ်။ နောက်နေ့မနေ့သူ့အိမ်နောက်ဘေးကတစ်တော်ရဲကိုလှုပ်ဝက်ဝင်သွားတဲ့အခါမြေပုံပါတဲ့နေရာမှာကြောက်စိမ့်ရောင်အမိုးနဲ့နန်းတော်ဟောင်းကြီးကို တွေ့လိုက်ရတယ်။ဒါပေမဲ့တာမန်နန်းတော်မဟုတ်ဘူး။တကားဝမှာတချင်းဆိုတဲ့သူသားဝင်နိုင်လို့ရှေးဟောင်းဆောင်လုံးတွေနဲ့ရေးထားတယ်။လီယာကသူ့မိစီကတင်ခဲ့တဲ့ကလေးဘွားကပြားလေးကိုတီဆိုလိုက်တယ်။တကားဟာမြည်ကြီးတန်နဲ့ဖွင့်လာတယ်။ တွင်းဘက်မှာတော့ဖုန်တွေဖုံးနေတဲ့ပစ္စည်းတွေမိခွက်ဟောင်းတွေနေရံမှာစိတ်ဝင်စားဖွယ်ပကြီးတွေနဲ့ပြည့်နေတဲ့ရုတ်တရက်လေတိုက်တန်နဲ့အတူတီတီတာတာတချင်းတန်တပုတ်ကြားလိုက်ရတယ်။တန်စင်ကသူ့နှလုံးသားကိုစွဲငင်တယ်လို့ခံစားရတယ်။သူ့ခြေလန်းတွေကတချင်းတန်နောက်လိုက်သွားတယ်။ဒုတိယထက်ကတရင်ပေါက်မှာကျင်းညီနဲ့လှုပ်ထားတဲ့တချင်းတစ်တာလေးတစ်ခုကိုတွေ့တယ်။အဲ့ဒီတစ်တာလေးဟာလက်ဖြင့်ထိတာနဲ့ရွှေရောင်အလင်းတွေထွက်လာပြီးတေးသွားကို စတင်တီးမှုတ်တယ်။ တက်တာရဲ့အောက်ခြေမှာပင်1940ဆိုတဲ့အခရာလေးတွေ့တယ်။လီယာရဲ့အဖွားကို အမေကိုတတိယမိတယ်။အဖွားရဲ့နာမည်ကအီရီလာ1942ခုနှစ်မှာသူမပြောက်ဆုံးသွားခဲ့တယ်လို့ရွာကလူကြီးတွေက ပြောဘူးတယ်။တက်တာထဲမှာစာရွက်တရွက်တွေ့တယ်။ငါချစ်တဲ့သမီးတင်တွေ့တဲ့အခါငါအမွေကို ရှာဖွေပါဒီတချင်းတက်တာကတင့်ကိုလမ်းပြမယ်လို့ရေးထားတယ်။ ချက်ချင်းမဲနန်းတော်ရဲ့အမိုးပေါ်ကနက်ခတ်တွေကိုညွန်ပြနေတဲ့ပုံစံနဲ့တချင်းတစ်တာကတေးသွားကိုပြောင်းလဲတီးလာတယ်။လီယာကသူ့ဖွားရဲ့တချင်းစာသားတွေကိုအတန်ထွက်ဖက်ကြည့်တယ်။ဂျယ်ရီရဲ့လက်ချောင်းမှန်တွေရဲ့နှလုံးအတိတ်ကိုဖွင့်ဖို့တော်သည်ချက်ချင်းမြစ်တာ။ အဲ့ဒီစာသားကို နားလည်ဖို့လီယာစူးစမ်းနေစဉ်နယံဘော်ကမှန်တစ်ချက်မှာအလင်းတန်းတွေ ဖန်ဆားသွားတယ်။မှန်နှင်းမှာသူ့အဖွားငယ်ငယ်ကပုံရိပ်ပေါ်လာပြီးလက်ဟန်နဲ့နန်းတော်အောက်ခန်းကိုညွှန်ပြတယ်။လီယာပြေးဆင်းသွားတော့မြေအောက်ခန်းမှာရွှေပြီးတွေရှေးဟောင်းလက်ရည်မှတ်တမ်းတွေပြီးတော့အေရီလာရဲ့ပုံတူပကြီးကိုတွေ့ရတယ်။သူမရဲ့လက်ထဲမှာလီယာတွေ့ခဲ့တဲ့တချင်းတက်တာနဲ့တူတဲ့အယုတ်လေးကိုကင်ထားတယ်။ နောက်ဆုံးမှာလေယာတိလိုက်ရတာကဒီနန်းတော်ဟာသူ့ဘွားရဲ့ပြုတ်ဝက်ခန်းဖြစ်ပြီးဒုတိယကဘာစစ်အတွင်းသူမဟာရွှေတင်ကားတွေကိုတပုံတွေစီမပို့ဖို့ဝတ်ထားတဲ့နေရာဖြစ်တဲ့တချင်းတစ်တာတွေကတချင်းဟာပြုတ်ဝက်ခန်းကိုဖွင့်ဖို့တော့ဖြစ်ပြီးသူ့ဘွားရဲ့အမွေကိုထိမ့်သိမ့်ဖို့လေယာကိုရွေးချယ်လိုက်တာပါဇလန်းအဆုံးမှာတော့လီယာဟာသူ့ဖွားရဲ့စကားအတိုင်းနန်းတော်ကိုပြန်လဲထူထောင်ပြီးအဲ့ဒီတချင်းတစ်တာလေးနဲ့အတူသမိုင်းပြောင်းနေတဲ့အကြောင်းတွေကိုကဘာကြီးကိုပြန်ပြောပြတော့မှာပါ